surprise ကြီးရလို့လည်းမဟုတ်ပါဘူး။ तू तू ကိုယ်တိုင်ကတွေ့ရင်ကတော့မယ်လို့ပြောထားပြီးသားကျွန်တော်။ဟုတ်ဟုတ်ဟုတ်။အဲဒါမဲ့ဒီမှာရုပ်တရက်ကြီးအိမ်အိမ်အိမ်လာမယ်ပဲထင်တာပေါ့။ဟုတ်ဟုတ်။ရုပ်တရက်ကြီးဖြစ်သွား။အော်ခန်းသားချက်ကတော့ CV နဲ့ကျွန်တော်တို့ကတော့ဒါအရှင်းဆုံးပြောရင်တော့ဟွာမင်းသွေးလို့နဲ့မှသူတငယ်ချင်းရွယ်လူတွေဆိုတော့လေဟွာညီကိုတွေလိုမျိုးဖြစ်နေတာပေါ့။အေးကြည်မောင်ကျွန်တော်တယောက်တည်းသွားကယ်ခွင့်ပြုပါဦးနော်ကျေတော့တပနဲ့ကျေသွားတယ်ကွာ ဟိုတရုတ်ဆောင်တော်တဲ့ကဲမှာပါတယ်လေတရုတ်ဆောင်တော်တယ်နောက်ပြီးတော့ကြိုးလဲကြိုးစားတယ်ဆိုတော့အော်ဒီကားလေးထဲမှာဒါ character role တစ်ခုအနေနဲ့တော်တော်များများသူ့ကိုဒါပေးလို့ရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်နဲ့ဟိုအပြိုင်စက်ရုပ်ကလေးအော်ကျွန်တော်တို့ကတဲဖြစ်တာပေါ့ဟိုဒါကြောင့်မလို့လဲဟွာပြောစရာကောင်းပါတယ်ဒါကတော့ဟွာမြမရိုးရာပေါ့နော်မြမရိုးရာမြမထုံနှင်းစင်နာတွေမှာလဲဒါကတော့ ဟိုပါဘောအဓိကတော့ရိုးရရင်ကျေးမှုပေါ့နော်ကျွန်တော်ညီမရိုးရရင်ကျေးမှုလေးကိုခေါ်ကျူးရတာဖြစ်တဲ့အတွက်လဲကြေလဲကျင်းတတ်မိတယ်နောက်တစ်ခုကကျတော့အရန်လဲဘယ်လိုခေါ်မလဲဆိုတော့လေဒါရိုးရရင်ကျေးမှုထဲမှာဆိုလို့ရှိရင်ချစ်စရာကောင်းတယ်ပျော်စရာကောင်းတယ်အချင်းလေးဖြစ်တဲ့အခါကျတော့လေကျွန်တော်တို့တီဆိုတဲ့အချိန်မှာလည်းအဲ့လိုခံစားမှုလေးနဲ့တီဆိုခဲ့တယ်ဆိုတော့ဒီတချင်းကိုရေးပေးတဲ့ဆရာရှန်ထွန်းရောအာတီဆိုပေးတဲ့ညီမလေးရောပေါ့နော် အာကျွန်တော်တို့အတက်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားတဲ့အတွက်ကြောင့်မလို့လဲအဲအခုလိုမျိုးပြိသက်ချိန်နေတဲ့အတွက်ကြောင့်မလို့လဲအရင်နဲ့ချိန်နှက်မိပါတယ်လို့ပြောချင်ပါတယ်။မေတော်မူရွှေရွှေယိုအင်္ဂေရွှေယိုတော်မူတော်မူဟွာဘောဇဝင်တီကတော့ဒါကဟွာဘောဒီတချင်းလေးရကြတော့ဒီဇကာထဲမှာပါတယ်ဆိုတော့ကိုကိုတိုင်ဆိုတဲ့ပုံစံမျိုးဆိုရင်ပို့ပြီးတော့ပြိသက်အတွက်ပို့ပြီးတော့ကြည့်ရတာပို့ပြီးတော့ match ဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ကိုကိုတိုင်စူးစမ်းဖြစ်တာပါ။ ဇာဝင် team ဆောင်နေပါရကြတော့ကိုကိုလည်းမဆိုဖြစ်ပါဘူးကျွန်တော်ကဟိုဇာဝင်ငန်းထဲမှာကိုကိုလည်းတရုပ်ဆောင်ရတဲ့တရုပ်ဆောင်ပြီးပချင်းဆိုရတဲ့ဇက်ကောင်မျိုးဆိုရင်တော့လေကိုကိုတိုင်းပဲဆိုဖြစ်တာများပါတယ်ကားတော့၃လရက်လောက်တော့တက်ရအောင်။အာအတူပွဲတလေးလေးတွေပေါ့နော်။အဲအလေးတွေကိုလည်းပေါ်လွင်အောင်ရိုက်ရတာဆိုတော့စိတ်ထဲမှာလည်းကျဉ်းတတ်မိတယ်။ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒါ နယ်မှာကြီးပြင်းလာတာဆိုတော့လေဟိုဒီ delay လေးတွေကိုလည်းနဲ့တော့မစိမ်းဘူးပေါ့နော်အမြဲတမ်းတော့ငယ်တုန်းကတော့ ठी တွေ့နေကြဆိုတော့အများကြီးတော့အခက်ခဲမရှိခဲ့ပါဘူးအဲနုပညာတခုကိုပူပေါင်းပြီးဆောင်ရတာပေါ့အာကျွန်တော်ကလည်းကနေတယ်လူကနေကြမဟုတ်ဘူးအဲဒါမဲ့အခြေခံအားဖြင့်တော့ကျွန်တော်တို့ကလေ့လာထားတဲ့ဟာလောက်ပဲရှိရပေါ့နော်ဆိုတော့ဒီဟာကိုမှအကောင်းဆုံးဖြစ်အောင်ဒါစူးစမ်းထားရလို့ပဲပြောလို့ရပါတယ်ဟုတ်ပါတယ်ခံတော့အခက်ခဲလေးရှိသွားခဲ့တဲ့ solution နဲ့ မြစ်တာရှိထားပြီးတော့နားလဲပေးဖို့အတွက်လေဟောအဲ့လိုအဲ့လိုမျိုးလိုလဲ surprise ကြီးရလို့လည်းမဟုတ်ပါဘူး तू तू ကိုယ်တိုင်ကတွေ့ရင်ကတော့မယ်လို့ပြောထားပြီးသားကျွန်တော်ဟုတ်ဟုတ်အဲဒါမဲ့ဒီမှာရုတ်တရက်ကြီးအိမ်အိမ်အိမ်လာမယ်ပဲထင်တာပေါ့ရုတ်တရက်ကြီးဖြစ်သွားတယ်ဟုတ်အော်ခန်းသားချက်ကတော့စီဗျိုးနဲ့ကျွန်တော်တို့ထဲကတော့ဒါအရှင်းဆုံးပြောရင်တော့ဟွာမင်းသွေးလို့နဲ့မှာသူတငယ်ချင်းရွယ်လူတွေဆိုတော့လေဟွာညီကိုတွေလိုမျိုးဖြစ်နေတာပေါ့အာအဲကျွန်တော်အရင်တော့အိမ် အဲသူတို့မြက်ခွန်ညိုမှာနေတော့ဆိုရင်လည်းအခက်ခဏအိမ်ကိုတော့ရောက်ဖြစ်ကြတယ်ပေါ့နော်မင်းသေးတို့နဲ့ပတ်သက်ပြီးတော့ဟောတည်တယ်နောက်ပြီးတော့ तू ကဟိုတရုတ်ဆောင်တော်တဲ့ကဲမှာပါတယ်လေတရုတ်ဆောင်တော်တယ်နောက်ပြီးတော့ကြိုးလဲကြိုးစားရတယ်ဆိုတော့ဟောဒီကားလေးထဲမှာဒါ character role တစ်ခုအနေနဲ့တော်တော်များများသူ့ကိုဒါပေးလို့ရတယ်ဆိုတဲ့အခါကျတော့ကျွန်တော်နဲ့ဟိုအပြိုင်စက်ရုပ်ကလေးအကျွန်တော်တို့ကတဲဖြစ်တာပေါ့ဟောဒါကြောင့်မလို့လဲအဲသူဟိုပါပေါ့ကျွန်တော်အပေါ်မှာအဲ့လိုကာရောတရားဖြစ်ရှိသွားရတူပါလေအဲအဲအကြောင်းမလို့လဲ ရုပ်တရက်ကတော့လိုက်တဲ့သဘောပါခါအဲ့တော့ဟိုကင်မရာရေးလက်ရှိရပါလေကျွန်တော်ဘာဖြစ်သွားမှန်းတော့မသိဘူး။မင်းကကန်ဝင်ကတုံးမဟုတ်။မင်းကကန်ဝင်ကြဘော။ညစင်းနေတော့နေမစင်းမှတက်လာမှာနော်။ဘာလို့လဲ။အဲ့ဒီတော့ဘယ်ကြိုးနေဖြစ်မှာလဲ။ဟိုတန်မိုးထားမှုပေါ့နော်။ကိုတွေကလည်းကိုဒီအလုပ်ကိုဝါသနာပါတယ်ဆိုတာအထက်ကိုဒီအလုပ်ကိုဟိုမြင့်မြတ်နိုးနိုးနဲ့တကယ်ကို ဟိုအတွေ့တဲ့အသားတွေကနေပြီးတော့မှဟိုချစ်မြတ်နိုးတဲ့သဘောပါပဲအဲ့ခါကျတော့ဟိုဘာကိုပဲလှုပ်လှုပ်တံပိုးထားပြီးလှုပ်ဖြစ်တဲ့ခါကျတော့အဲ့တံပိုးထားမှုလေးကိုပဲအနည်းအမြတ်ကြီးကိုမောင်မားတွေအချင်းချင်းပေါ့နော် မြင်တဲ့ခါကျတော့ဟိုချစ်ချစ်တဲ့သဘောပါပဲဟိုပါပေါ့အဓိကတော့အလုတ်ကိုချစ်တဲ့သူကိုအလုတ်ကလည်းကိုယ်ပြန်ချစ်တဲ့သဘောပါပဲအဲ့တော့ဒီအလုတ်ကိုတံပိုးထားချစ်မြတ်နိုးတဲ့လူတွေကလည်းအဲကိုကလည်းအလုပ်ကိုချစ်မြတ်လို့ပြန်မိုးထားရတဲ့အတွက်အပြန်လန်လာမေတ္တာကူးစက်တဲ့သဘောလို့ပဲမြင်ပါလေကြာဟုတ် ခင်ဗျာသူကမင်းသွင်းနေတူတယ်ဟုတ်အမဟုတ်ရငဲတယ်ဟုတ်23ရင်းနေဆိုလို့ရှိရင်ဒါပြည်သက်အဲရုပ်တွေတနင်္ဂနွေလုံးမှာရုပ်တွေပြသတော့မှာဆိုတော့လေလာရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါတယ်အားလုံး